အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့ဇင်ကအတလုလေးတုတ်စားဖြစ်ပါတယ်။တငင်ချင်းတို့ရောအတလုဆိုရင်ဘလို့စားကြလိမ့်ရှင်။တိုင်းမဲပြုတ်ပြီးတော့မှဇင်နဲ့စားနေပဲတုတ်စားလာပါရှင်။ဒါဆိုရင်တော့ဇင်တုတ်စားတဲ့နေ့လေးလိုက်တုတ်စားချင်တော့ရန်လေးစားကောင်းပါလိမ့်ရှင်။အတလုတုတ်လေးရဆိုလို့ရှိရင်ပေါ့နော်ဇင်တို့ငယ်တုန်းကဆိုလို့ရှိရင်ကြောင်စင်လို့ရှိရင်ချင်းပေါင်းတဲ့စီမှာတန်းစီဆောင်လို့ဝယ်စားရတဲ့စားလေးတစ်မျိုးပါရှင်။ သူနီလေးရလွယ်ပြီးရမယ်စားကောင်းပါလေရှင်ဒါဆိုရင်ဇင်ဘလိုလုပ်လဲလိုက်ကြည့်အောင်နော်ပထမဦးဆုံးဇင်ရဝေလာတဲ့အတလူလေးတွေကိုရေလေးနဲ့ဆေးပြီးမှပြုံးမယ်ပေါ့နော်အတလူလေးပြုတ်ထားတဲ့အချိန်မှာဇင်ရသူနဲ့တွေ့စားဖို့အတွက်ဆော့စ်လေးလုပ်မယ်ပေါ့နော်ဆော့စ်လေးလုပ်ဖို့အတွက်ပထမဦးဆုံးရင်းနှွေးလေးထည့်ပါမယ်ရင်းနှွေးလေးစုလာပြီဆိုလို့ရှိရင်ငရုတ်စော်လေးထည့်မယ်ပေါ့နော် ဆော့စ်လေးနည်းနည်းပွက်လာပြီဆိုလို့ရှင်ဇီယံငွေဒီဇိုင်းပပလေးထားတာလေးရဲ့ကျွတ်တုံပြုံးနှုတ်ဆင်ထားတာလေးရဲ့ထည့်ပါမယ်။ရတာနေနေရတော့စာလီနဲ့ထည့်ပါမယ်။အရှင်နေနဲ့ပန်းနီပနီကာလေးထည့်ရပေါ့နော်။အချိုနေနဲ့ကျတော့ဇီယံတခြားစားပြားရည်လေးထည့်ပါလေ။နောက်ဆုံးမှာပင်ငံပြားရည်ကြီးလေးထည့်ပြီးတော့မှ source code ကြောင်းတည်ထားပေးပါမယ်။ပြထားတဲ့အားလုံးလေးတွေချက်တော့ပြီဆိုရင်တော့ဆရာအေးခံပြီးတော့ပပလေးပါမယ်။ ကြတာနေနဲ့ဒီဟာစားရေစတာမုံရင်နည်းနည်းထဲပါမယ်။ပြင်တော့မြေပဲလော်ထောင်းလေးကိုထည့်ပြီးတော့မှမြမြကြိုင်မြမြထည့်ပေါ့နော်ဒီအရမ်းမြမြလေးထည့်ပါလေ။ပြီးရင်ချက်တွန်ပြူစီကြက်လေးထည့်ပြီးတော့မှနည်းပေးပါမယ်။ပြင်တော့ပြာစင်စင်လေးနဲ့ဆောက်လုပ်ကောင်းတဲ့အားလုံးကိုတုပ်လေးရပါပြီရှင်။ဒီတိုင်းလေးပဲစားလို့လည်းရပါတယ်เนาะစိတ်စိတ်ကြီးစားခြင်းတို့တွေအတွက်အချင်းမလို့ပဲဒီတိုင်းလေးလည်းစားလို့ရပါတယ် င်ကတော့ချင်းလေးနဲ့တုပ်စားမယ်ပေါ့နော်။ကြောင်းလုံးကငယ်ငယ်တုန်းကစားတယ်လို့ချင်းရင်လေးနဲ့စားကြလို့ပါရှင်။ယနေ့ဟိုအားတလို့တုပ်ထားတာလေးတွေထည့်ပါမယ်။ပြီးရင်တော့ဇီယံယုတ်တီချက်မုံလေးထည့်မယ်ပေါ့နော်။ပြီးရင်ခုနကြိုထားတဲ့ sauce လေးထည့်ပါမယ်။ ပြင်တော့နေပြီလို့ရှိရင်စားလို့ရပါပြီရှင်။ချင်းချုံငန်းဆက်လေးနဲ့ရန်ကုန်စားကောင်းပါတယ်ရှင်။အချင်းနဲ့နေစားရတာမကြိုက်တဲ့လူတွေအတွက်တော့ဖြူတယ်လေးပဲစိမ့်စိမ့်စားလို့ရပါတယ်ရှင်။စင်းရဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်။နောက်လာမယ့်စင်းရဲဗီဒီယိုလေးဒီမှာလည်းပါလိပလိုချက်ပြမလဲဆိုတာစောင့်ကြည့်ပေးပါဦးရှင်။ကျေးဇူးပါနော်ပိုင်ပိုင်